Hello အားလုံးမင်္ဂလာပါဖူဖော်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ Champions League ပွဲစဉ်ဖြစ် Manchester City နဲ့ Dortmund လို့ပွဲမှာလီဂိုတကူဆိုရဲရတဲ့ Manchester City ကအနိုင်ရတယ်ဒီပွဲမှာတော့ Foden ကဒါတကောင်းကောင်းခြေစွမ်းပြသွားပြီးတော့2ဂိုးသွင်းသွားတယ် Haaland ကကျွန်တော်ဘောနော်ဒူဂူရဲ့ချူပြီးတဲ့အရာကနေတစ်ဆင့်ဂိုးသွင်းသွားပြီးတော့ Chaky ကလည်းတော်တော်ကောင်းတဲ့ဘောနော်ကျွန်တော်က run တစ်ခုနဲ့သူသွင်းသွားတယ်ညာချီနဲ့နည်းနည်း deflect ဖြစ်သွားတာတော့ပါတယ်ပေါ့လေသူတို့လည်းပဲလီဂိုကျွန်တော်တို့သွင်းတယ် ဆိုတော့ကျွန်တော်ကလေဂူဂူဆိုတဲ့ရတဲ့ဟိုမန်ချက်စတာစီးတီးက9နိုင်ပေါ့လေစီးတီးက9နိုင်တဲ့အတွက်ချန်ပီယံစလိလေးပွဲကစားပြီးတဲ့အချိန်မှာ3ပွဲနိုင်တပွဲတည်ဆိုတဲ့ရတဲ့ဒါကအဆင့်၄နေရာကိုရောက်လာတယ်ပေါ့နော်တဖက်ကဒွန်းမွန်ကတော့ပြည်တွင်းမှာသူ့အနေနဲ့သူအခြေအနေတွေကောင်းနေတယ်ဆိုပေမဲ့လို့ကျွန်တော်ဒီအပြုရောမလဲအခုလက်ရှိဒီပွဲမှာတော့သူတို့ရှုံးတယ်လေးပွဲကံပြီးတဲ့နေရာမှာချန်ပီယံစလိမှာသူတို့နှစ်ပွဲပဲအနိုင်ရသေးတယ်ပေါ့ဒေါ်မွန်ဘတ်ကဒီပွဲမှာ ဟိုမန်ချက်စတာစီးတီးကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာမျိုးတို့အန်ဒီရပေးနိုင်ခဲ့တာမျိုးဆိုတာမျိုးကတော်တော်ရှားပါတယ်။သူတို့ပြင်ကျွန်တော်တို့နေတဲ့ဒီအန်တွန်နောက်ခံကစားမှဖြစ်တဲ့အန်တွန်ဂူးသွင်းသွားတဲ့တလုံးမဲဂူပေါက်တဲ့ခဲ့တာ။တပွဲလုံးနေထားတဲ့ကျွန်တော်တို့ကြည့်လည်းပဲဂူပေါက်တဲ့ဂူပေါက်ကန်တာတို့တို့6ကြိမ်မဲကျွန်တော်ရှိတယ်။ဂူပေါက်တဲ့တာတစ်ကြိမ်ရှိပြီးတော့သူတို့တွေဒါဂူကတကူးပဲကျွန်တော်ရခဲ့တယ်။ဒီနေရာမှာဒွန်နရူမကောင်းတဲ့တချို့အရာတွေလည်းရှိတယ်ဆိုပေမဲ့ဒွန်နရူမအတွက်အဲ့လောက်ကြီးဒီ အဲအလုံးရှုပ်ခဲ့တဲ့ညမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်အဲဘလုံးပိုင်ဆိုင်မှုနှစ်တင်းကြားထဲမှာအရင်ကွာဟမှုမရှိဘူးဆိုပေမဲ့လို့မန်ချက်စတာစီးရဲ့ဒီယာဒီချင်းကပ်မှုပုံစံကိုကအရင်ယာဒီတွေလိုမျိုးကျွန်တော်မဟုတ်တော့ဘူးဂွာဒီယိုလာရဲ့မန်ချက်စတာစီးဖလားတွေတောက်ချောက်ယူပြနေတော့ငါလိုမျိုး position အသာစီးနဲ့ကစားတာမျိုးလို့နော်ပြီးရင်ကျွန်တော် position နဲ့ကစားတာမျိုးပေါ့ဗျာဘာမှမဟုတ်တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ high pressing သွားမယ်ပြီးရင် mid block low block ကစားပြီးတော့ကျွန်တော်ကောင်းကောင်းခံစေပိတ်မယ်တိုင်မှုနဲ့ကျွန်တော်သွားနေတဲ့အချိန်မှာ ဒေါ်မွန်ဘတ်ကဘာမှန်ကိုကျွန်တော်နေလုံမပြနိုင်ခဲ့ဘူးလို့ကျွန်တော်ပြောရမယ်။ဒါကြောင့်ဘာလို့ဒီကိုပဲကုသမဖြစ်တဲ့ကိုပဲအနေနဲ့လည်းအတက်နိုင်ဆုံးကာကွယ်တာတွေသူရှိပါတယ်။သူတို့တကယ်ကောင်းတဲ့ကာကွယ်မှုတွေသူလုပ်ခဲ့တဲ့အနေသုံးနှလုံးသုံးလုံးလောက်ထိသူတို့လည်းပဲကျွန်တော်အချင်းကြီးကောင်းတဲ့ခုကျွန်တော်မတွေ့ခဲ့ရဘူး။ဘာလို့ဒေါ်မွန်နေနဲ့ဒီပုံစံနဲ့မန်ချက်စတာစီးတီးကိုမရှင်းနိုင်တာအံအားသင့်စရာတော့ကျွန်တော်မရှိဘူး။အဲ့တော့စီးတီးဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီခန်းစိတ်စားမားတွေအဲ့လောက်အများကြီးအလုံးရှုပ်ခဲ့ရတဲ့နေရာမှာမပါဘူးနီကိုကွန်ဇာလက်ဆိုလို့ရှိရင် ဝင်လင်မှာပေါ့နော်အထူးသဖြင့် off the ball တွေမှာဆိုလို့ရှိရင် Manchester City တွေအခုလက်ရှိတအားကောင်းနေတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရတယ် Rodri တို့ပါတော့ defensive midfield မှာမပါနိုင်တဲ့အချိန် Nico Gonzalez ရဲ့ဒီဝင်ကစားတဲ့အချိန်မျိုးကတော်တော်ကောင်းနေပါတယ်ပြီးခဲ့တဲ့ပွဲစဉ်တွေကတော့သူစီကလိုအပ်ချက်တွေတချို့ရှိတယ်ဒါမျိုးလို့သူက out of position မှာအများကြီးပူပြီးတော့အကျိုးပြုတဲ့ကစားသမားလို့ပြောရမယ်။ in position မှာအဲ့လောက်ကြည့်တူအဆင်ပြေကြမှာပြေးလိမ့်မယ်။ ိုင်းမဲ့လို့ပေါ့နော်မန်ချက်စတာစီးတီးကခြေထဲဘောလုံးမရှိလို့ defense လုပ်ရမယ်ဆိုတော့အခြေအနေမျိုးတွေမှာသူ့ရဲ့နေရာယူပုံတွေနော်သူ့ရဲ့ intercept လုပ်ပုံတွေမန်ချက်စတာစီးတီးရဲ့ out of position မှာအများကြီးကိုအရေးပါတယ်ကစားမှာအဲနောက်ပိုင်းကျွန်တော်အနေနဲ့ formium ကောင်းလာတာက forum မှာ forum ဟာရှေ့ပွဲဒီမှာဆိုလို့ရှိရင်လည်းကောင်းတဲ့ performance တွေပြတယ်ဒီပွဲမှာဆိုလို့ရှိရင်လည်းပထမအကူသွင်းသွားတဲ့အလုံးလို့ပါလို့ဆိုလို့ရှင်တော်တော်လေးကောင်းနေတယ်မှာပါတယ်ဂန်ချက်တွေပေါ့နော်ဟာလန်ကတော့ဒူဂူရဲ့ကျွန်တော်တို့ ဟိုချိုးပေးမှုကိုသူဧရိယာပေါင်းအထဲမှာဗောနအတကုံပိတ်သွင်းပြီးတော့သူဂိုးရသွားတာဟာလန်တွက်ကတော့ကျွန်တော်တို့ကဂိုးတွေတောက်လျှောက်သွင်းနေစေဗောလေတောင်မှာမှာဒူဂူတို့အဆင်ပြေနေတယ်ဆေဗီယိုတို့ဘာလို့ဆိုလို့ရှင်လည်းပဲတကယ်ကောင်းတဲ့ကန်ကြက်တချို့ရှိခဲ့ပြီးမဲ့လေလို့ကိုဘယ်တို့ဘာလို့ကကျွန်တော်ပုတ်သွားတာတွေကျွန်တော်ရှိတယ် Rhinos ကတော့ဗောနကန်ကြက်ကောင်းကောင်းတချို့အခွင့်အရေးတွေကျွန်တော်ရတယ်ဒါပေမဲ့လို့တာမန်မဲ့လို့ကျွန်တော်ထင်တယ်ဒုတိယပိုင်းဝင်လာတဲ့နေရာမှာဆိုလို့ရှိရင်တော့ထားပါတော့ဒီ Mamoj 2 Banaro Siwa တို့ Ainuri တို့အများကြီးပေါ့လေ။ဒါပေမဲ့လို့အဲ့ဒီထဲမှာ Ryan Chucky ကတော့ အနာပေးထားတဲ့ပုံစံမျိုးကိုမှဒုတိယပိုင်းကျမှထည့်သုံးတာပါเนาะဒါတော့မှသူတကူရသွားသေးတယ်ဆိုတော့ဒေါ့မွန်ဘတ်ကတော့သူတို့ဒုတိယပိုင်းဝင်လာတဲ့ချက်ပါတော့ဂျူးဘယ်လင်ငန်တို့ဘာလို့ဆိုလို့ချင်းလည်းပဲဘာမှမလုပ်နိုင်ခဲ့ဘူးเนาะချာကီရသွားတဲ့ဂူးမှဆိုလို့ချင်းဘယ်လင်ငန်ရဲ့ခံစစ်ဆော့တဲ့ပုံစံတော်တော်လေးကိုစူးစူးဝဝပါနော်လိုက်လူတာတော်တော်လေးကိုစူးစူးဝဝပါတော်တော်ကိုပြင်းရည်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်လက်ရှိ Manchester City ကိုဒေါ်မွန်ကမရှင်းနိုင်ခဲ့ဘူး။ City တွေတော့ဒီနိုင်ပွဲကသူတို့အတွက်ပေါ့နော်အချင်းကြီးကောင်းသွားပြီလို့ကျွန်တော်ပြောရမယ်။ အဲဘာလို့လဲဆိုတော့ဒီလိုမျိုးပွဲတွေမှာ Manchester City ကအမှတ်ပြည့်ယူထားနိုင်မှာသူတို့အဆင်ပြေမှာ City နေနဲ့တောက်လျှောက်ဆိုလို့သူတို့ကစားမဲ့ပွဲတွေကကျွန်တော်မလွယ်ဘူးပေါ့နော်။ဒါပါတော့ဒါပြီးပြီဆိုတာနဲ့ weekend မှာဆိုလို့ရှိရင် Manchester City က Liverpool တင်းနဲ့ကျွန်တော်ဒါရှိမှန်ကစားမယ်အိမ်ဝင်းမှာပေါ့နော်။ Liverpool တင်းက Real Madrid တို့ဘာလို့ကိုအနိုင်ယူပြထားတယ်ဆိုတဲ့အခါကျတော့ CD အနေနဲ့ပေါ့နော်တတိထားပြီးတော့ကစားရမယ်အဲ့ဒီပွဲစဉ်မတိုင်ခင်ဒီလိုပွဲမျိုးတွေမှာအနိုင်ရလက်တီယူပြနေမှာကျွန်တော်ရမှာ ီမနိုင်ငံကလည်းပရီးမီးယားလိမှာဆိုလို့ရှိရင်ဘုံမောက်ကိုတုံးကူတကူနဲ့အနိုင်ရထားတာမျိုးတို့နော်ဆွန်စီကိုနိုင်ထားတာမျိုးတို့ကျွန်တော်ကြည့်ရင်အက်စတိုမီလာကိုရှုံးနေပြီးကစားတဲ့၃ဘွယ်မှာ၃ဘွယ်ဆက်တိုက်ပြန်ပြီးတော့အနိုင်ယူပြထားတယ်ဆိုလေဘောင်းဒီနဲ့ကစားမယ် International Break နားမယ်ပြီးတာနဲ့ Newcastle ကွင်းသွားကစားမယ်လုံးဝမလွယ်တဲ့အနေအထားမျိုးပါဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးခက်ခဲတဲ့ပွဲစဉ်တွေမလာခင်မှာ City ကနိုင်စရာရှိတဲ့ပွဲစဉ်တွေကိုတက်တောင့်တက်တာကျွန်တော်နိုင်ထားတယ်ဒီအားဒီနီးပြ Guardiola ရဲ့အတင်က ကျွန်တော်ခုနကပြောသလိုပဲမတူတော့ဘူးဗောနော်ကျွန်တော်တို့ Manchester City ကိုကျွန်တော် Guardiola ရဲ့လက်ထက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုဗာလဲ inverted fullbacks တို့ဟလာနော်ကျွန်တော်တို့ဒီ false nine တို့ကိုမိတ်ဆက်ပြီးတော့တကယ် Premier League မှာအမှန်ကန်ပြောင်းလဲပြထားတဲ့ကာလာတွေကျွန်တော်ရှိခဲ့ဘူးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နေ positioning positioning play ကစားတာကိုကောင်းကောင်းမိတ်ဆက်ပြခဲ့ဘူးတဲ့ကာလာတွေကျွန်တော်ရှိမယ်နော်ဒါအပြင်ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့ဗောနော်ဟိုဗာလဲဒီ Tamman Rennie တွေဘာတွေလုတ်ပြီးတော့ Tamman combination တွေဘာတွေနဲ့အမှန်ကန် ူလုံးဝမိတ်ဆက်ခဲ့ဘူးတဲ့เนาะကျွန်တော်ဒါကာလာတွေကျွန်တော်ရှိမယ်ဒါပေမဲ့ဒီမှာရိုနယ်ဒူးမတို့ဘာလို့ကိုခေါ်ထားပြီဆိုရဲကပရိသတ်တော်တော်များများသတိထားမိကြလိမ့်မယ်လို့ထင်တယ်မန်ချက်စတာစီးတီးဘာတွေလုံးတော်မလဲပေါ့ဘာကြောင့်လဲဆိုတော့စီးတီးဆိုတာမျိုးကဘောလုံးပိုင်ဆိုင်မှုအသာတည်နဲ့တအားကစားတဲ့အခြေအနေမျိုးမှာနောက်ကနေပြီးတော့ဗောနော်ကစားကွက်တွေဘာတွေတိဆောက်ဖို့ကြိုးပမ်းတဲ့အခြေအနေမျိုးမှာဆိုလို့ရှင်ဂိုးသမားကလည်းပဲ ် bowling ability အများကြီးလိုအပ်တယ်ဆိုတာကိုကျွန်တော်တို့သာသဘောပေါက်ထားကြတယ်လို့မြင်လဲမြင်ထားကြတယ်ပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော်ဒေါ်နာရူမာကိုခေါ်ပြီးမှ Manchester City ပြောင်းလဲဖို့ကြိုးပမ်းနေတာတွေကျွန်တော်စတွေ့ရတယ် City ဆိုလို့ရှိရင်အခုလက်ရှိဒီယာဒီမှာသူတို့တွေပုံမှန်သွားနေကြဖြစ်တဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားဖို့အရေးဆိုတာကြီးကိုသူတို့ကမဖြစ်မနေဆိုတာမျိုးကျွန်တော်မဟုတ်တော့ဘူးသူတို့ပင်တိုက်စစ်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်နေတဲ့ direct send ရချင်း direct send ပဲ harland စီကန်တင်စီရပြတာရှိရင် harland စီကန်တင်ပဲ နောက်ပြီးလို့ရှိရင် second ball လုစရာရှိတာရှိရင် second ball လုမယ်လိုအပ်ရင် long ball သွားမယ် direct play တွေသွားမယ်เนาะကျွန်တော်မလုအပ်တဲ့ passing တွေလုံးဝကိုမရှိတော့ဘဲနဲ့အဲ့ဒါကြီးကိုပြောင်းလဲပစ်ထားတာနောက်တစ်ခုက off the ball မှာဆိုလို့ရှိရင်လည်း CD ရဲ့ချင်ကမှုကပထမဆုံးအနေနဲ့ပေါ့เนาะကျွန်တော်က high pressing သွားမယ်ဆိုရင်ပဲ high pressing တွေသွားကြမယ်မဟုတ်ဘူး mid block low block ကစားမယ်ဆိုရင်လည်းလုံးဝ Manchester City လိုအသင်းမျိုးက mid low block ကိုကစားပြပလိုက်တာ အရင်လိုမျိုးပဲတော့ငါတို့က hybrid စင်းလဲသွားမဟိ on over လဲဘောလုံးပတ်ဆက်မှုလဲငါတို့ပဲရနိုင်ရမယ့်ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ပဲね city ကဘယ်လိုပြောမလဲဒီခံစစ်နဲ့ပတ်သက်လို့ရှိရင် တော်တော်ကြီးကိုပြင်ဆင်လာတာပေါ့เนาะဒါကလည်းကျွန်တော် liverpool အသင်းမှာဆိုလို့ရှိရင် pablinda လာသူတို့ကိုခေါ်ယူပြီးမှခံစစ်နဲ့ပတ်သက်လို့သူတို့ဒီ dia ဒီပြောင်းလဲဖို့ကြိုးပမ်းနေကြတာဒါကြောင့် guardiola ဒီရှေ့ရာဒီကနေမတူတော့မင်းね ဒီရာဒီမန်ချက်စတာစီးတီးကိုအမှန်လန်ပြောင်းလဲပြထားတယ်အခုလည်းကြီးအဲ့ဒီယာတွေကအခုဆိုစပြီးတော့ကျွန်တော်မြင်လာပြီပေါ့နော်ဒါကြောင့် City ကတော့မတူညီတဲ့ Manchester City ကိုကျွန်တော်ထပ်ပြီးတော့တွေ့နေရပြီလာမယ့်လေပေါင်းသင်းတဲ့ပွဲမှာကဘယ်လိုဖြစ်လာမလဲဒီကလိုဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်